ားလုံးမင်္ဂလာပါရှင်။ Milena One Auto ကရှင်ရောနေပြောမှာကျေးဇူးပါတယ်။ Snow Bike ကိုမှကြိုက်တယ်။ Snow Car ကိုမှရှာနေတယ်။ Lizimino တို့အတွက်ညီမတို့ရှင်ရောမှရှိရဲ့ Snow Car လေးနဲ့မိတ်ဆက်ပြီးကြပါတယ်။ပထမဆုံးမိတ်ဆက်ပေးချင်တဲ့ကားလေးရတော့ to the message ဒုတိယကားလေးရတော့ tablet malibu ဒီကားလေးကတော့ nissan sunny ဒါလေးကတော့ Suzuki စီးရက်လေးပဲဖြစ်ပါတယ်။ဒီကားလေးနဲ့ပတ်သက်ပြီးတော့မှအသေးစိတ်လေးယူဖို့မောင်လေးအကာနေပြီးတော့မှဆက်လက်ပြီးရှင်းပြပြလို့ဖြစ်ပါတယ်ရှင်။ Okay ကျွန်တော်တော့ Agava Villena 1 Ottawa ပါ။ဆိုတော့ ကျွန်တော်တို့ showroom မှာရှိနေတဲ့ salon type မျိုးစားကားလေးစီးကိုကျွန်တော်က detail ပြောပြပြသွားမှာပဲဖြစ်ပါတယ်ဆိုတော့အခုကျွန်တော်နောက်မှာရှိနေတဲ့ကားကတော့ legendary ကားတစ်စီးဖြစ်တဲ့ Toyota Mercedes ပဲဖြစ်ပါတယ်2004 model ကိုမှ250 GM package ဖြစ်ပါတယ်ဒီကားလေးက silver color ကိုမှ 3i number တန်းရန်ကုန် license နဲ့ရမှာပဲဖြစ်ပါတယ်ဒီကောင်မှကျတော့ original TV C motor နှလုံးပါမယ် ဆိုတော့ဒီကောင်လေးကကီလိုအားဖြင့်ဆိုလို့ရှိရင်တော့ကီလို2သိန်းဝန်းကျင်လောက်တော့အသုံးပြုပေးပြီးသွားပြီဗျ။တော့ကီလိုက2သိန်းမှန်တယ်ကျွန်တော်တို့ကလိုဒိုပိုရှော့ကီလိုရှော့ထားတာမျိုးတွေမရှိဘူး။အာမခံတယ်။ဆိုတော့နောက်စည်းပြောအောင်။နောက်စည်းကတော့ကျွန်တော်တို့ဒီ ြစ်ကြစ်လစ်လစ်လေးနဲ့ luxury တိုက်ခုံမှာခန်းစားခြင်းနဲ့လူကြီးမင်းတို့အတွက် shop လက်မာလီဘူးပဲဖြစ်ပါတယ်ဒီကားလေးက2018 model engine power အနေနဲ့1.5တာဘူအာပဲခူးလိုင်းရှင်ကူမှာ7ဟာ number 10နဲ့ရမှာပဲဖြစ်ပါတယ် color ကတော့လူကြီးမင်းတို့မြင်တဲ့အတိုင်းပဲအဖြူအောင် color ကိုရမှာပဲဖြစ်ပါတယ်ဆိုတော့နောက်တစ်စီးကြည့်အောင် နောက်တစ်စီးကတော့ကျွန်တော်တို့ဒီမြို့ပြရဲ့လမ်းတွေထဲမှာမောင်းမယ်ဆိုလို့ရှိရင်တော့တင်ငိန်နဲ့တမာလေးကိုပေးဆွနိုင်တယ်နစ်ဆန်ဆန်တွေပဲဖြစ်ပါတယ်ဒီကောင်လေးက2018 model ပဲအာ SN grade ဖြစ်တယ်အာ license နဲ့ပြောမယ်ဆိုလို့ရှိရင်တော့ရန်ကုန် license ကိုမှ12 number တန်းနဲ့ရမှာပဲဖြစ်ပါတယ်ဆိုတော့ဒီကားလေးကကီလိုအနေနဲ့ဆိုရင်တော့ကျွန်တော်တို့၄000ဝန်းကျင်လောက်တော့အသုံးပြုပြီးသွားပြီ၄000ဝန်းကျင်ပဲရှိပါသေးတယ်ဆိုတော့နောက်စီးကြည့်လိုက်ရအောင် နောက်စည်းကတော့ကျွန်တော်တို့ SKD brand တွေကမှလူကြိုက်များတဲ့ကျွန်တော်တို့ local မှာလူအုံများတဲ့ကားတစ်စီးပဲဖြစ်ပါတယ်။ဒါကတော့ Suzuki CS ပါ။ဒီကောင်လေးကတော့ကီလိုအဖြစ်နဲ့၄000ဝန်းကျင်ပဲအသုံးပြုရပါသေးတယ်။ license နေနဲ့ပြောမယ်ဆိုရင်တော့ပကိုးလိုင်စင်ကမှ2 number တန်းနဲ့ရမှာပဲဖြစ်ပါတယ်။ ကာလာအနေနဲ့ကတော့လူစီမီတို့မြင်တဲ့အတိုင်းပဲအဖြစ်အောင်ကာလာလေးရမှာပဲဖြစ်ပါတယ်ဆိုတော့လောလောဆယ်မှာကျွန်တော်တို့ showroom မှာရောင်းဖို့ ready ဖြစ်နေတဲ့ကားလေးစလုံးထိုက်ကတော့လေးစီးရှိတယ်နောက်ထပ်ရောင်းဖို့ရှိတဲ့ကားတွေလည်းကြံပါသေးရဲ့ဗျအကယ်၍ကားတွေရောက်လာခဲ့ရင်လည်းကျွန်တော်ဆက်ပြီးတော့ message ပေးပါဦးမယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ showroom မှာအလဲအထက်တွေအာကျွန်တော်တို့အရေးကြတွေနဲ့ဝယ်ယူလို့ရမှာပဲဖြစ်ပါတယ်အရေးကြအလဲထက်အားလုံးလက်ခံပေးတယ်ပြီးတော့နောက်တစ်ခုအာမခံနိုင်တာကကျွန်တော်တို့ showroom မှာကားတွေအကုန်လုံးကအယိုးစစ်အတိုက်ခ ိုင်အားလုံးဟန်တော့ပါစင်အားမခံပေးတယ်နောက်တစ်ချက်ကားဝယ်ယူတဲ့အခါမှာဘာစားရဲစာတန်းတွေလို့မလဲ process ကဘလို့ရှိလဲဆိုတာကိုကျွန်တော်အကြံပြင်းလေးရှင်းပြပေးပါမယ်ဒါကတော့ကားဝယ်ယူသူအနေနဲ့လူကြီးမင်းကဥပမာကားဝယ်တော့မယ်ဆိုလို့ရှိရင်တော့ပေးရမယ့်စာရဲစာတန်းတွေကလူကြီးမင်းရဲ့မှတ်ပုံလေးဝင်ပြပေးရမယ်မိတူလေးကကျွန်တော်တို့ပေးရမယ်နောက်တစ်ချက်ကကြတော့တကောင်ချင်းမူရင်းပြပေးရမယ်မိတူပေးရမယ်ဓာတ်ပုံတစ်ပုံရမောင်းလိုက်ရှင်မူရင်းပြမိတူပေးရမယ် အခေ၍လူကြီးမင်းက လုပ်ငန်းပိုင်ရှင်ဖြစ်တဲ့အဲကုမ္ပဏီထောင်ထားမျိုးရှိတယ်ဆိုလို့ရှိရင်တော့ကုမ္ပဏီရဂျစ်စတာလုပ်ထားတဲ့ဒိုင်ကာစာရွက်စာတမ်းပြပေးရမယ်အဲကေရီဆိုင်ဖွင့်ထားတယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ CV အခွန်လေးပြပေးရမယ်လိုင်စင်ခွန်လေးလိုင်စင်ထောင်ထားလေးပြပေးရမယ်ဗျဆိုတော့ ဒါကကားဝယ်တဲ့အပိုင်းပေါ့နော်အကယ်၍အာမခံပေးတဲ့အပိုင်းကကြတော့ဘာမှအများကြီးမလိုဘူးအကျွန်တော်တို့ဆုံးနာလိုမျိုးပဲရင်မောင်းလိုက်ရှင်ပြပေးရမယ်မှတ်ပုံတွေမူရင်းမိတ်သူပြပေးရမယ်တကောင်းချင်းမူရင်းမိတ်သူကျွန်တော်တို့ပြီးလို့ရှိရင်အဲ့နောက်သူစရာ ဒါလေးပဲပြပေးရမယ်ဗျဆိုတော့ဒီ process တွေအားလုံးကဘယ်လောက်ကြာမှာလဲရမ်းကြာမှာလားလူကြီးမျိုးတို့စိတ်ပူသွားပါလိမ့်မယ်ဘယ်လောက်မှမကြာပါဘူးကျွန်တော်တို့ service ကနှိမ့်မြန်ပါတယ်တိကျပါတယ်ဆိုတော့လူကြီးမျိုးတို့အနေနဲ့ကျွန်တော် showroom မှာကားဝယ်ကျင်တာပဲဖြစ်ဖြစ်အယောင်ထက်အလဲလဲလှုပ်ချင်တာပဲဖြစ်ဖြစ်ကျွန်တော်တို့ showroom ကိုလာခဲ့လို့ရပါတယ်ဖိတ်ခေါ်ပါတယ် showroom လိပ်စာလေးကတော့အမတ်6 16ရက်ကွယ်မိုးကောင်းလန့်ရန်ကင်းမြို့နယ်မှာတည်ရှိပါတယ် ုန်းနံပါတ်အနေနဲ့ကတော့39လေး3လုံး3 3လုံး299ကိုဆက်သွယ်လို့ရပါတယ်။အာကျွန်တော်တို့ဒီအနည်းချက်ဆုံးပြောရမယ်ဆိုလို့ရှိရင်တော့မှတ်တမ်းရုံးမှတ်တမ်းရှိရွှေကောင်းဟော့ဘော်ဘေးမှာတည်ရှိပါတယ်။ကျေးဇူးတင်ပါတယ်ကျွန်တော်တို့အာကာဝါနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြတာပေါ့။